ဒီနေ့ကျွန်တော်ဆွေးနွေးသွားမယ့်အကြောင်းအရကတော့ဒေါက်တာ Travis နဲ့ဒေါက်တာ Jin တို့ရဲ့နာမည်ကျဆောက် Emotional Intelligence 2.0ပဲဖြစ်ပါတယ်။ဒီစောက်ကကျွန်တော်တို့ရဲ့အောင်မြင်မှုဟာရိုးရိုးညံ့ရင် IQ ထက်စိတ်ကံစားမှုညံ့ရင် Emotional Intelligence EQ အပေါ်မှာပိုပြီးမူတည်နေတဲ့ဆိုတဲ့အချက်ကိုအဓိကထားပြီးရှင်းပြထားပါတယ်။ကိုယ့်ရဲ့စိတ်ကံစားမှုတွေကိုဘယ်လိုနားလည်ထိန်းချုပ်ပြီး အဝင်းကြီးကလူတွေနဲ့ဘလို့ပုံမထီရောက်စွာဆက်ဆံမလဲဆိုတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကြောင်းတက်တော့က IQ intelligent quotient ကိုအဓိကထားပြီးသင်ကြားပေးခဲ့ကြပါတယ်။ဒါပေမဲ့လက်တီဘဝနဲ့အလုပ်ခွင်မှာအောင်မြင်တဲ့သူတွေဟာ IQ မြင်မှားနေုံနဲ့မလုံလောက်ဘူးဆိုတာကိုတွေ့ရပါတယ်။စိတ်ကံစားမှုဉာဏ်ရည် EQ ဟာအောင်မြင်မှုရဲ့58ရာခိုင်နှုန်းလောက်အထိပါဝင်ပတ်သက်နေတယ်လို့စစ်တမ်းတွေကပြသနေပါတယ်။ EQ ဆိုတာကိုယ့်ရဲ့စိတ်ကံစားမှုတွေကိုသိရှိခြင်း နားလည်ခြင်းနဲ့ထိန်းချုပ်ခြင်းနဲ့အဲ့ဒီဉာဏ်ရည်တွေကိုအသုံးပြုပြီးအခြားသူတွေရဲ့စိတ်ကံစားမှုတွေကိုပါနားလည်နိုင်စွမ်းရှိခြင်းပဲဖြစ်ပါတယ်။ EQ မြင်မှခြင်းဟာအလုံးမာတယ်မကဘဲကိုယ်ပိုင်ဘဝလူမှုဆက်ဆံရေးနဲ့စိတ်ကျန်းမာရေးအတွက်ပါမရှိမဖြစ်လိုအပ်ပါတယ်။ emotional intelligence 2.0စာအုပ်မှာ EQ ကိုအဓိကအပိုင်း၄ပိုင်းခွဲခြားပြသထားပါတယ်။ကိုကိုကိုသိရှိနားလည်မှု self awareness ကိုရဲ့စိတ်ကံစားမှုအာသာချက်အားနည်းချက်တွေနဲ့တန်ဖိုးတွေကိုအမှန်တိုင်းသိရှိနားလည်ခြင်း ဒီအဆင့်က EQ တိဆောက်ခြင်းရဲ့ပထမဆုံးအုတ်မြစ်ပါကိုစိတ်ထဲမှာဘာတွေခံစားနေရလဲဆိုတာကို သိရင်သာကိုကိုကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်ကိုကိုကိုစီမံခန့်ခွဲနိုင်မှု self management ကိုယ့်ရဲ့စိတ်ခံစားမှုတွေစိတ်ဖိစီးမှုတွေနဲ့တုံ့ပြန်မှုတွေကိုထိန်းချုပ်ပြီးမှန်ကန်တဲ့လုံဆောင်ချက်တွေကိုလုပ်နိုင်ခြင်းဥပမာဒေါသထွက်တဲ့အခါအလွယ်တကူမတုံ့ပြန်ပဲစိတ်ကိုထိန်းချုပ်ပြီးအခြေအနေကိုပုံမကောင်းမအောင်စီမံခန့်ခွဲနိုင်ခြင်းဖြစ်ပါတယ်လူမှုရေးတည်ထောင်မှု social awareness တခြားသူတွေရဲ့စိတ်ခံစားမှုခံစားချက်တွေနဲ့သူတို့ရဲ့ခန္ဓာကိုယ်ဘာသာစကား body language တွေကိုနားလည်နိုင်စွမ်းရှိခြင်းဒါဟာ empathy စာနာနားလည်မှုကိုအခြေခံပါတယ်သူတို့ရဲ့အမြင်ကနေမြင်နိုင်ဖို့ထူးခြားခြင်းအပြင်လူမှုဆက်ဆံရေးပုံမှန်ကောင်းမွန်လာနိုင်ပါတယ်ဆက်ဆံရေးကိုစီမံခန့်ခွဲနိုင်မှု relationship management တခြားသူတွေရဲ့စိတ်ခံစားမှုတွေကိုနားလည်ပြီးတဲ့အခါအဲ့ဒီအပေါ်မှာအခြေခံပြီးဆက်ဆံရေးကိုကောင်းမွန်စွာတည်ဆောက်နိုင်ခြင်း ပရိပက္ခတွေကိုဖြည့်ရှင်းနိုင်ခြင်းနဲ့အခြားသူတွေကိုလုံးဆော်ပေးနိုင်ခြင်းဖြစ်ပါတယ်။ EQ ထိုးတက်အောင်လုပ်ဆောင်ရမှာအရေးကြီးဆုံးကကိုယ့်ကိုယ်ကိုသိရှိနားလည်မှုပါပဲ။ဒီစောင်းကကိုယ့်ရဲ့စိတ်ခံစားမှုတွေဟာဘာကြောင့်ဖြစ်လာရတာလဲဆိုတာကိုရှာဖွေဖို့အားပေးပါတယ်။ကျွန်တော်တို့ဟာတစ်ခါတလေစိတ်တုန်နေရင်ဘာကြောင့်စိတ်တူတာလဲဆိုတာကိုကိုယ်တိုင်တောင်မသိကြပါဘူး။စောင်းကကိုယ့်ရဲ့ခံစားချက်တွေကိုစရင်ပြုစုဖို့ တရားထိုင်ဖို့ဒါမှမဟုတ်ကိုယ့်ရဲ့အပြုတ်မှုတွေကိုတခြားသူတွေစီကနေ feedback တောင်းယူဖို့စားတဲ့နည်းလမ်းတွေအကျံပြုထားပါတယ်။ကိုကိုကိုပိုတည်လာတဲ့အခါမှာကိုယ့်ရဲ့အားနည်းချက်တွေကိုပြင်ဆင်နိုင်ပြီးအားတာချက်တွေကိုပုံမူအသုံးချနိုင်လာပါလိမ့်မယ်။ EQ ကိုဘလို့တိုးတက်အောင် လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးဒီစာအုပ်မှာလက်တွေ့ကြားတဲ့မဟာဗျူဟာတွေ strategy တွေအများကြီးပါဝင်ပါတယ်။ဥပမာဒေါသထွက်တဲ့အခါချက်ချင်းမပြောဘဲ30စက္ကန့်စောင့်ဆိုင်ခြင်းကိုယ့်ရဲ့ခံစားချက်တွေကို အပြုသဘောဆောင်တဲ့ဘာသာစကားနဲ့ဖော်ပြခြင်းဒါမှမဟုတ်ပြောဆိုခြင်းဥပမာမင်းကငါ့ကိုဒေါသထွက်အောင်လုပ်တယ်လို့ပြောမယ့်အစားမင်းဒီလိုလုပ်လိုက်တဲ့အခါငါစင်မကောင်းဖြစ်ရတယ်လို့ပြောခြင်းစတာတွေပါပဲဒီလိုသိငယ်တဲ့အပြောင်းလဲလေးတွေဟာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်နဲ့ဆက်ဆံရေးကိုအကြီးအကျယ်ပြောင်းလဲစေနိုင်ပါတယ်အချင်းချင်းပြီးလေ့ကျင့် EQ ဟာ IQ လိုပဲတိုးတက်ပြောင်းလဲနိုင်တဲ့ဉာဏ်ရည်တစ်ခုပဲဖြစ်ပါတယ် emotional intelligence 2.0စာအုပ်ကဘဝမှာအောင်မြင်မှုတွေစာမွေးရလက်တွေထက်လူတွေနဲ့ဆက်ဆံရေးအပေါ်မှာပိုပြီးမူတည်နေတယ်ဆိုတာကိုနားလည်စေခဲ့တဲ့စာအုပ်တော်ပါစိတ်ခံစားမှုဉာဏ်ရည်ကိုတိုးတက်အောင်လုပ်ခြင်းဟာကိုကိုကိုပိုပြီးကောင်းမွန်တဲ့လူတယောက်ဖြစ်ပြောင်းလဲဖို့အဓိကတော့ချက်ပါကျွန်တော်တို့ဟာ EQ ကိုလေ့ကျင့်ပြီးပုံမှန်ကောင်းမွန်တဲ့အဆုံးဖြတ်ချက်တွေချမှတ်နိုင်ပါတယ်သိရင်စိတ်ခံစားမှုတွေကိုလေ့ကျင့်ပါနားလည်မှုကိုရှာပါသင်တို့ရဲ့ EQ ဟာသင်တို့ရဲ့ဘဝအတွက်မရှိမဖြစ်လိုအပ်တဲ့အရေးတွေတစ်ခုပါ အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်